Hey, Alombe, konnichiwa. Konnichiwa. Digo yaula jara ayan wanta bare kwa. Chino ga ro Along ye sensei ba. Ti la. Chino ro li ye paung 60 ja me Japan sa lila ye khiyi sin ki go aku be sa rong ma. Pi lo edi khiyi sin go Along ne atu tu twa ya ma mo lo chino phin yin du kho ni bi. Chino ro ye aji song amai song yi man cha ka ba le hope. ဟုတ်တယ် JLPT N5 စာမေးပွဲကိုတော့ဖိုင်းခနဲ့အောင်တော့အောင် လက်ကြမှာပေါ့ဒါပေမဲ့အဲ့ဒီထက်ပိုအရေးကြီးတာကဂျပန်စာကိုတကယ်နားလည်သွားစေချင်တာကွာခံစားတတ်လာပြီးတော့လေ့လာရတာကိုပျော်စရာကြီးဖြစ်နေစေချင်တာ ကဲဒီနေ့က day 1 day 1ဆိုတာဘလောက်အရေးကြီးလဲသိကြရတဲ့ဟုတ်ပြောရရင်တော့လေအရေးအကြီးဆုံးနေ့ပဲဒီနေ့မှကျွန်တော်တို့အုံမြင့်ကောင်းကောင်းချကြမှာလဲကိုရဲတိုက်ကြီးစောက်တလောပေါ့ကွာအောက်ခြေကအတုံးတွေကခိုင်နေမှာအပေါ်ထက်တွေကမိုက်မှာလေဟုတ်တယ်မလားကဲအားလုံးစိတ်သက်တည်တက်ကြွနေလို့ပြီထင်တယ်စဖို့အဆင်သင့်မလားအီကီမာရှော့လောလိုက်ကြစော့ဟိုင်းစားလိုက်တော့မယ်နော် पथमाजो अने हिरागाना गो आया पाया हेलो लो, लो नुक्सा लाइ जाया आओ हिरागाना सो रागा जपान सा ये ताचेन लोका रे गो फो युस्वा जो सो ने रे लान्यु लीलु तबो था लाइ पा तुरोगा अतान थ्वा तुंगे छेन ली रे लो बे त लोंगछेन जी मा को बाय अतान ले रे शी रे दिने रो जनोरो अये अची सोंग फिते वीआईपी रे फिते तय ता तान गा लोंग ने सा जा मे दी दि अतान दी गो दा ज्वान दा यिन ली जपान अतान थ्वा आ लोंग ये लियो ह्वे गो गो ती दवा द लो बे शे बे မှာကျွန်တော်တို့ရဲ့ပထမဆုံးအတန်ထွက်သူငယ်ချင်းလေးကတော့ drum theater လေးနဲ့အားပါ အခုတေချာဂရုစိုက်ပြီးနားထောင်တော့သူကဒီလိုအတန်ထွက်တဲ့အားဘာဇက်ကိုကြဲကြဲလေးဟာပြီးအားလို့ပြောပါဆရာဝန်စီရောက်နေတယ်လို့ပဲဒါပေမဲ့ဒီတစ်ခါပို့ပြောစရာကောင်းတယ်နော်ကောင်းလိုက်တာအဲ့ဒါအားပဲဒီမိုက်တဲ့စာလုံးလေးကိုဘယ်လိုရေးမလဲကျွန်တော်ပြောမယ်နော် တွေ့လားတစ်ချက်နှစ်ချက်ပြီးတော့သုံးချက်ဖြတ်ခနဲ့ပဲလွဲလွဲလေးကျွန်တော်တို့ရဲ့သူငယ်ချင်းအစ်စ်အားကိုသုံးထားတဲ့လူတိညာတဲ့စကလုံးတစ်ခုကတော့အာစာပါအာစာပါအတိဘယ်ကမနှက်ခင်တဲ့နေမင်းကြီးကမင်္ဂလာနှစ်နှစ်ခင်ပါလို့ပြောတယ်လို့ပေါ့ကျွန်တော်တို့ရဲ့အတန်ထွက်စစ်တဲ့ကျော်လေးတွေထဲကနောက်တစ်ယောက်ကတော့ E ပါဒါလေးကတော့ E တယောက်ယောက်ကိုတွေ့လို့အယမ်းပျော်ပြီး E ဆိုတော့ကြီးလင်းတဲ့အတန်လေးထွက်တယ်လို့မျိုးဟုတ်ပြီ E ဒါလေးကိုရေးရတာကကက်ကွက်လေးတစ်ခုလိုပဲမြ мян လေးချက်နဲ့ချက်ပဲအီးနဲ့ချစ်စရာကောင်းတဲ့စကလုံးလေးတစ်ခုကတော့အီးနူပါအီးနူပါအဓိပ္ပာယ်ကခွေးတဲ့ walk walk ကဲပြောစရာအချင်းလေးတွေကိုဆက်လိုက်ကြဦးစို့ဥနဲ့ဒီအတန်လေးကဥနှုတ်ခမ်းလေးကိုနည်းနည်းလေးစုပြီးပူပေါင်းမှုတော်မလို့ဥလို့အတန်ထွက်ပါကောင်းတဲ့ဥဥကိုရေးရတာလဲအေးစေပဲတိတ်မခတ်ပါဘူး ဒါလေးအသက်လပါတဲ့စကလုံးလေးကဥမီပါဥမီဒါကပင်လယ်လို့အဓိပ္ပာယ်ရတဲ့လပါတဲ့ပင်လယ်ပြာကြီးကိုမြင်ရောင်ကြည့်လိုက်ပါဦးကျွန်တော်တို့ share ပဲပထမဆုံးအဆုံးလိုက်ထဲကတော်ဝတ်နေပါပြီနောက်တစ်ခုက A ပါဒီအတန်က A ဒါမှမဟုတ် excellent ထဲက A အတန်လိုမျိုးရှင်းရှင်းလေးနဲ့လွယ်လွယ်လေး A ဒီအကောင်လေးကိုဘယ်လိုဆွဲမလဲကြည့်လိုက်ရအောင် ဥပမာစကားလုံးတစ်ခုကတော့အိတ်ကီကောင်ပဲဒါကဘူတာယုံတဲ့ဂျပန်နိုင်ငံကအမြန်ရထားကြီးတွေစီးတဲ့နေရာလိုမျိုးပေါ့ရှူဒီနေ့အတော့ကျွန်တော်တို့ရဲ့နောက်ဆုံးတရက်တန်ကျွဲပွင့်လေးကတော့အိုးပါဒီအတန်ကအိုးဘာသာကိုဝိုင်းဆက်ဆက်အိုးပုံစံလေးလှုပ်လိုက်တာအန်တိုစတီယာကောင်ပဲတခုခုတွေးလိုက်ရတယ်လို့မျိုးအိုးဒီအကောင့်လေးကိုစာရွက်ပေါ်မှာဘလို့အသက်တက်မလဲဆိုတာကြည့်လိုက်ပါအောင် ။အိုးနဲ့အရန်အထုံးဝင်တဲ့စကားလုံးတစ်ခုကတော့အိုကာနဲ့အိုကာနဲ့ဒါကပိုက်ဆံတဲ့ချက်လင်း के အားလုံးပဲအရန်ရန်တော်ကြပါတဲ့ဒါဆိုရင်အားလုံးကိုပျော်ပျော်ပါပါလေးတစ်ခေါက်ပြန်ဆိုကြည့်ကြရအောင်အစင်သင့်ပါလားအာအီဦးအေအော 素晴らしい素晴らしいအရန်ကန်တဲ့နောက်မှာအချင်းရတဲ့အခါဒီအကောင့်တဲတဲလေးတွေကိုတလုံးကိုဆယ်ခေါက်လောက်ရေးကြည့်ကြပါနော်ပြီးတော့ stroke order ကိုလည်းပျော်ပျော်ပါပါလေးကျင်ပါစာလုံးတလုံးချင်းစီအတွက်လျှို့ဝှက်လက်ခံချေဟန်လေးတွေတင်နေရတယ်လို့ပေါ့ thanks hi ケバヤ、トゥエンジェンド、アクチュモ a アタリリ、ナナヤビソ n ハイド、タクスド、ブロピアムレ、ソラレデ、a ンジャヤアオ、ダレガ o アロンエアイサツ、チョペマ、a ゥエンジェンド、アミャイヤボネ、ヤ a y ンジェレト i テ a ピュプアタ、モザ a ダ a ガロンデブン、パトマソン t ニネン、マネソソ、ネメン n トラレアチェマロ、オハヨゴザイマ a ロ a ア a ピョシュンテチョアロ、マネキンアパンキトピョバ、ダガエンジェレメングラナナキンバ n ピエペチンソジヤオ。 o ha yo go zaimasu ဒါကို7နှစ်နိုင်7နိုင်လောက်အထိတုံးလို့ရတယ်အခုကိုသူငယ်ချင်းအရင်ကြီးတဲ့မိသားစုဝင်တဲ့နဲ့အေးဆေးစကားပြောနေတယ်ဆိုရင်တော့ o ha yo lo be to to le နဲ့ပြောလိုက်လို့ရတယ်ပေါ့ပေါ့ပါမလေးပေါ့နောက်ပြီးတော့နေ့လယ်ပိုင်းရောက်လာတဲ့အခါအားလုံးအတွက် hello ဒါမှမဟုတ်မင်္ဂလာနေ့လယ်ခင်းပါကတော့ konnichiwa ပါ konnichiwa ပါအဲ့ဒါ konnichiwa ဒါလေးကတော့မနက်ခင်းနောက်ပိုင်းကနေညနေဆောင်အထိအားလုံးရဲ့သူငယ်ချင်းကောင်းမယ် ်နောက်ပြီးတော့ညဘက်ကြံလေးနေလင်းလာလာတဲ့အချိန်ကျရင်တော့ကွန်ဘန်ဝါကိုပြောင်းတုံးရတဲ့ကွန်ကွန်ဘန်ဝါမင်္ဂလာညနေခင်ပါ အခုပြောမှာကအရန်အရေးကြီးတယ်နော်ဂျေဇုတင်ပါတယ်လို့ပြောချင်ရင်အာရီဂါတိုအာရီဂါတိုလို့ပြောရတယ်တကယ်ဂျေဇုတင်တဲ့စိတ်နဲ့ပြောပါအာရီဂါတိုပြီးတော့လေပို့ပြီးတော့ယဉ်ကျေးကျင်နေဆိုရင်ဒါကအမြဲတမ်းကောင်းတဲ့အကြံပဲလေအနောက်မှာโกซาอิมาสุโกซาอิมาสุแท้ပြီးတော့ အာရီကတော့ကိုစားအီမတ်ဆုလို့ပြောလို့ရတယ်ကိစ္စမရှိပါဘူးဒီနေ့နှုတ်ဆက်စကားတွေထဲကအခါနာဆုံးနောက်ဆုံးတစ်ခုကတော့တဆုံတယောက်နဲ့ဘဝမှာပထမဆုံးအကျင့်တွေ့တဲ့အခါမှာတုံးရမယ်အထူးစကားစုလေးပါဟာဂျီမေမရှိတဲ့ဟာဂျီမေမရှိတဲ့လို့ပြောရတယ်အတိမိတ်ဆွေအတက်ရလို့တကယ်ဝမ်းသာကြည်နူးနေတဲ့ပုံစံနဲ့ပြောပါဟာဂျီမေမရှိတဲ့ဒါကနောက်ဆုံးတော့တွေ့ရတာတကယ်ဝမ်းသာပါတယ် ဒါမှမဟုတ်ဒါကကျွန်တော်တို့ရဲ့မိုက်တဲ့ခမင်မှုဆက်တန်တဲ့နေရာပဲလို့ပြောတယ်လို့ပဲကဲအားလုံးကိုဂျပန်နုတ်ဆက်စကားပါတီပွဲလေးတခုအတူတူလက်ချင်းကြည့်ဟောအစင်တင်ပဲလားကျွန်တော်တော့ကလိုက်ပြီးတော့ကြဲကြဲလောင်လောင်လေးနဲ့ယုံကြည်မှုရှိရှိဆိုကြည့်ကြပါအိုဟာယိုဂိုဇိုင်းမတ်အိုဟာယိုဂိုဇိုင်းမတ်ကွန်နီချီဝါကွန်နီချီဝါကွန်ဘန်ဝါကွန်ဘန်ဝါအာရီဂါတိုအာရီဂါတိုဟာဂျီမေမာရှိတဲ့ はじめまして。Yes, よくできました。よくできました。あろんべ、しゃべか、らこったんれ。れてごね、らこってやば。ぱたまぞんさちゃんあとえ、せいろしゃむてさうば。け、あたびんびんりてちゃしゅうらいば。ばるれそろ。အားလုံးပဲဒီအတွက်အစင်တင်ထစ်ပြီလားအားလုံးကကိုပိုင်အယမ်းတရားဝင်ဖြစ်တဲ့ပထမဆုံးဂျပန်စာကြောင်းလေးကိုဖန်တီးတော်မှာဘလောက်မိုက်လဲကွာ ိုဘယ်သူဘယ်ဝါဆိုတာကဘာကြီးကိုပြောပြဖို့အချိန်တန်ပြီအခု အင်္ဂလိပ်လို့ဆိုရင်ကျွန်တော်တို့က I ဒါကကျွန်တော် am လို့ဆောင်ချက်ကျွန်တော်ရဲ့မိုက်တဲ့နာမည်အချက်အလက် ပုံစံမျိုးပြောကြတယ်လေဒါပေမဲ့ဂျပန်စာကလေပြောစရာကောင်းတဲ့ပုံစံနဲ့နည်းနည်းလေးပြောင်းလဲရတာကိုကြိုက်တယ်ပုံမှန်ဝါကျဖွဲ့စည်းပုံက subject object verb ပြီးတော့အကြီးမားဆုံးလျော့ဖွဲ့ကဘာလဲ အဲ့ဒီ verb လေလုတ်ဆောင်ချက်ပြတဲ့စကားလုံးကစာကြောင်းရဲ့အဆုံးမှာအမြဲတမ်းနေရတာကိုသဘောကျတယ်။ပွဲရဲ့အဆုံးမှာထွက်လာတဲ့အခမ်းအနားဆုံးအရာလိုမျိုးပေါ့။ဒါဆိုရင်အားလုံးရဲ့အရေးကြီးဆုံးပွဲဦးထွက်စာကြောင်းအတွက် super star စကားလုံးလေးတွေနဲ့ mix set ပေးမယ်နော်။ပထမဆုံးကတော့ဝါတရှိဝါတရှိဒါကကျွန်တော်ကျမလို့ပဲအလွယ်တကူအဓိပ္ပာယ်ရတယ်လွယ်တယ်ဟုတ်နောက်တစ်ခုကတော့ဝဝ ဒီစလုံးတဲတဲလေးကအရန်အရေးထီးတဲ့အကူနီပေးတဲ့အဖိုလေ thotic marka particle လို့ခေါ်တယ်။သူကိုစာကြောင်းရဲ့အဓိကအကြောင်းအရာဘောကိုမီးမောင်းထိုးပြပေးတဲ့မီးအသေးလေးတစ်ခုလို့သဘောထားလိုက်ပါ။အခုပြောမှာကလေအရန်အရန်အရေးထီးတဲ့အချက်မို့လို့တေးသေးချာချာနားထောင်ပေးမှာနော်။ hiragana စာလုံးကိုတိုင်ကတော့ဟဟပုံစံလေးဟုတ်တယ်မလား။ဒါပေမဲ့ plot twist ูก็ดีอทูปายติโกอันนี้อโลโลแตอาคามาโรจนนอรุกตูโกวะวะลูอัตันทรยากดากจะปันสายทูชาบีพิอสิลากองเนอชัลีเทกาตะคูเวดีโลเลมัทาไลปองแซงกฮะอตันทวกาวะดีอกูนีเปเดอโพพิเดอาคามาบอจนนรูซาจองอัตเลนอกสงเจปนเลกาโรเดสุเดสุดากจนนรูเยพอยนุยพิยินเจเดพิตีเวิร์บเลวะตูก็ am is ဒါမှမဟုတ် are လို့ပြောတယ်လို့မျိုးပဲဒါပေမဲ့ယဉ်ကျဲတဲ့ဂျပန်ဥညော့မှုလေးနဲ့အတူပေါ့ဒါဆိုရင်ဒီမိုက်တဲ့အပိုင်းဆက်လေးကိုအတူတကွပေါင်းဆက်ပြီးတော့ကျွန်တော်ကျမကကိုယ့်ရဲ့မိုက်တဲ့နာမည်ဖြစ်ပါတယ်လို့ပြောချင်ရင်ဒီလိုပဲလုတ်လိုက်ုံပဲဝါတာရှိဝါကိုယ့်နာမည် death ဝါတာရှိဝါကိုယ့်နာမည် death ဥပမာအနေနဲ့ကျွန်တော်နာမည်ကယူတာဆိုပါတော့ယူတာကကျွန်တော်နာမည်ဆိုရင်ပေါ့နော်ကျွန်တော်ကယင်ကော့ပြီးတော့ဒီလိုပြောမှာ ဝါတာရှိဝယူတာဒက်စ်ဝါတာရှိဝယူတာဒက်စ်ပြီးတော့အခုဒရန်တီတန်လီထော်စားပြီးဒါကအားလုံးရဲ့ထွန်းလင်းတောက်ပရမယ့်အချိန်ပဲရှစ်ဆက်တော့ပြီးတော့အားလုံးရဲ့မိုက်တဲ့နာမည်လေးနဲ့ပြောကြည့်လိုက်ပါဝါတာရှိဝ your name des အတန်ကျဲကျဲလေးနဲ့ယုံကြည်မှုရှိရှိပြောလိုက်ကဘာကြီးကိုတိပါစေဒါကအားလုံးရဲ့ပထမဆုံးတကယ့်ပြီးတည်ဆုံးတဲ့ဂျပန်စာကြောင်းလေးပဲဘလို့ခန်းစားလိုက်ရလဲတော်တော်မိုက်တဲ့ဟုတ် ကျွန်တော်လောင်းရဲတယ်အားလုံးပြုံးနေကြမှာပဲကဲစူပါစတာတို့ပြောစရာကောင်းတဲ့ pop quiz လေးတစ်ခု run shoe လေးတစ်ခုလုပ်ကြည့်ကြရအောင် ဖြေရမရှိဘူးနော်ရဲရဲမော်မားလေးပဲပထမဆုံးအနေနဲ့မြန်မြန်လေးဒီဟီရာဂါနာလေးလေးကဘာဒီလဲပြောပြနိုင်မလားဘာဒီရကြလဲအဲ့ဒါ e o နဲ့ a ပါမန်နဲ့ဆိုရင် woohoo မမလက်ကိစ္စမရှိဘူးနော်ကျွန်တော်တို့အခုမှစတာပဲရှိသေးတာကဲနောက်မေခွန်ဒင်းဒင်းတောင်း ဂျပန်လိုမင်္ဂလာနေ့နေခင်ပါကိုအရန်ရင်ကျေတဲ့ပုံစံနဲ့ဘယ်လိုပြောမလဲဟုတ်တယ်โอไฮโอございますโอไฮโอございますတော်လိုက်တာကွာကျွန်တော်တို့ရဲ့ bonus round အတွက်နည်းနည်းလေးစဉ်းစားရမယ့်ဟာလေးတခုဒါကခွဲဖြစ်တယ်လို့ဘယ်လိုပြောမလဲလျှို့ဝှက်送達せ show what 送達 talent せりがろこれこれかだ this လို့အဓိပ္ပာယ်ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့အမွှေးပွားသူငင်ချင်းလေးခွဲက inu ။ inu ဆိုတာမမိကြတဲ့ဟုတ်။အဖြေကတော့တန်တန်တန်ကိုရေဝ inu des ဘလိုလုပ်လိုက်လဲမြင်တယ်မလား။အဲ့ဒီမိုက်တဲ့ noun wa noun des ပုံစံကိုပဲတုံးလိုက်တာလေ။တွေ့လား။ဂျပန်စာမှာဘလိုမိုက်တဲ့ပုံစံခွဲလဲရှိတယ်။အဲ့ဒါတွေကိုဒါမြင်တတ်သွားရင်ဇာအားလုံးကသူ့နေရာနဲ့သူခွတ်တိထိသွားရောအားလုံးကဘာသာစကားစုံထောက်ကြည့်တယ်လို့ပဲ။お疲れ様でした。 ဝိုးအားလုံးပဲဒီနေ့အရန်ရန်စ조사ခဲ့ကြတာပဲပြီးတော့တကယ်ကိုကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်ကိုကိုကိုဂုံကြည့်တဲ့အနေနဲ့ပခုံးလေးပုတ်ပေးလိုက်ပါအောင်တကယ်ဖြိုးတာကျွန်တော်တို့ရဲ့ဂျပန်စဆွန်းစားခန့်အတွက်ဘလောက်ကောင်းတဲ့အစားလဲကွာဒီနေ့ကျွန်တော်တို့ဘာတွေလုပ်ခဲ့ကြလဲဆိုတာပြန်ကြည့်လိုက်ပါအောင်ကျွန်တော်တို့ရဲ့ပထမဆုံးဟီရာကာနာတငယ်ချင်း9ယောက်ရဲ့တွေ့ခဲ့ကြတယ်အာအီဥအေအောသူတို့ကသင်တလောက်ကြောက်စရာမကောင်းဘူးဟုတ် အရန်အတုံးဝင်နဲ့နှုတ်ဆက်စကား၅ခုကိုတင်ယူခဲ့ကြတယ်။အိုဟိုယိုဂိုဆိုင်မတ်၊ကိုနီချီဝါ၊ကွန်ဘန်ဝါ၊အာရီဂါတိုနဲ့ဟာဂျီမဲမတ်တဲ့အားလုံးကဂျပန်လိုလူမှုဆက်ဆံရေးကောင်းလဲလစ်ပြလဲလဲထိနေကြပြီ။ပြီးတော့အကြီးမားဆုံးတစ်ခုကကိုပိုင်ပထမဆုံးစာကြောင်းလေးကိုဖန်တီးနိုင်ခဲ့ကြတယ်ဝါတာရှိဝကိုနာမေဒက်စ်ဒါက huge ပဲ နောက်ပြီးတော့အခြေခံဝါကျဖွဲ့စည်းပုံနဲ့အသွင်းရေးကိုလည်းတည်ခွင့်ရခဲ့ကြတယ်။ subject wa object this အားလုံးကဂျပန်လိုတွဲခေါ်တတ်တဲ့သူလည်းဖြစ်နေကြပြီ။အခုတော့ရှုခုတိုင်အင်စာသူပျော်စရာစကားလုံးလေးတစ်ခုပေါ့ဒီအန်အောစရာကောင်းတဲ့အရာတွေအားလုံးကိုအားလုံးရဲ့ဦးနောက်ထဲမှာ super glue လို့ကတ်သွားအောင်လို့နည်းနည်းလေးလုပ်ကြအောင်။ 对，黑龙江那边呢，看上头个是冷天冷吧，汕头有雨吧，啊，义乌啊，但龙井是个冷上十好冷天气吧，一年中嘛，一段季节来特殊吧，比如 stroke order，耶稣帮生生个来飘飘白白来金吧，旁边一段买点阿卡瓜来顶你压得落吧。那，这帮落飘雪么的偏回吧，么那偏看爷爷年都要有个，还要个塞马，但冇么红过年去玩落飘机吧啦，都落个平塞马飘得落，过来了一样买点落看啥呀马吧。 သုံးကိုယ့်ရဲ့မိုက်တဲ့မိဆက်စကမ်းကိုလေ့ကျင့်ပါမန်ရှိမှရက်ပြီးတော့ဂုံယူစွာနဲ့ဝါတရှိဝကိုနာမေဒက်စ်လို့ပြောကြည့်ပါမန်ကအရင်အထင်ကြီးသွားမှာပါကျွန်တော်ကတိဖေးတယ်လေပြီးတော့ကျွန်တော်တို့အားလုံးအချင်းချင်း hi လို့ပြောကြအောင်အောက်က comment section မှာ haji me much တဲ့ဝါတရှိဝကိုနာမေဒက်စ်လို့ရေးပေးခဲ့ပါအောင်ကျွန်တော်တို့အားလုံးတွေ့ဆုံပြီးတော့ဒီခရီးစဉ်ကိုအတူတူဆက်တင်ကြတာအရင်မိုက်မှာပါ ဒါပါပဲကျွန်တော်ရဲ့အန်အောဆရာကောင်းတဲ့ကြောင့်သားလို့ကျွန်တော်တို့ရဲ့အရန်ပြော့ဆရာကောင်းတဲ့ day 1ကတော့ဒီမှာပဲပြီးဆုံးပါပြီအားလုံးပဲအရန်ကြီးမားတဲ့ပထမခြေလှမ်းကိုလမ်းနိုင်တဲ့ကြပြီအဲ့ဒီအသာကိုကိုကိုမယုံနိုင်လောက်အောင်ဂုဏ်ယူသင့်ရပါပါတကယ်မော်ပညာကဘယ်အချိန်မှဖြစ်ပေါ်လာလဲဆိုတာမှတ်ထားပါအားလုံးကစစ်ပီစ조사နေတဲ့အချိန်မှာပဲနေ့တိုင်းနင်းနင်းလေးပဲဖြစ်ဖြစ်조사သွားရင်ဂျပန်စာနဲ့အရန်အဆင်ပြေပြီးယုံကြည်မှုရှိလာမှာပါလို့ကျွန်တော်လုံးဝသိနေပါတယ် ဒီနေ့အားလုံးစ조사ဖြစ်ကြတာတွေအတော့ကျွန်တော်ကတော့ရိုးရိုးသားသားဖြို့ရရင်အရင်အရင်ပုံယူပါတယ်ဒီသင်ခန်းစာကအားလုံးကိုပြုံးစေခဲ့ပြီးအတိတ်အဆန်တစ်ခုခုတင်ယူနိုင်ခဲ့တယ်ဆိုရင် like အကြီးကြီးတစ်ချက်လောင်ပေးခဲ့ပါအောင်ပြီးတော့ကျေးဇူးပြုပြီး subscribe ခလုံးလေးကိုလည်းနှိပ်ခဲ့ပေးပါဒါမှ day 2ကိုလက်မလွတ်သွားမှလည်းကျွန်တော်တို့နောက်ထပ် hiragana ပျော်စရာတွေစိတ်လှုပ်ရှားစရာကောင်းတဲ့စကားလုံးအတိတ်အများကြီးလာအောင်ပါပါအော်ပြီးတော့ notification bell တေးတေးလေးကိုလည်းတီးခဲ့လိုက်ပါဒါမှသင်ခန်းစာအတိတ်တင်တိုင်းအများရန်ပထမဆုံးသိရမှာပါပေါ့ ကြာမတာအရှိတာဒါဆိုရင်မနှက်ဖြာမှသိကြမယ်နော်စူပါစတာတော့အမြဲတမ်းအမြဲတမ်းပဲဂမ်ဘတ်တခုရဆိုင်ကိုယ့်ရဲ့အကောင်းဆုံးကိုကြိုးစားပါပြီးတော့ပျော့ပျော့ပါပါလို့ပါအခုတော့ bye bye ပါ